ကဲအခုကျွန်တော်တို့ dotnet note လေ့ကျင့်ခန်းနေပေါ့နော် lesson 1စမယ်အဲ့တော့အရင်ဦးဆုံးရှင်းပြမယ်ဝါအောင်ရှင်းပြမယ်ပြီးရင်ကျွန်တော်တို့10မိနစ်စာလေးကျင့်မယ်ဘာလေးတွေပဲ4ဘာ5ဘာ6ဘာတက်ပုံမရေးတာဘူးခေါင်းထဲမှာဆွဲပါဖို့လိုတယ်နော်ကဲ lesson 1စမယ်ကဲကျွန်တော်ဘာရေးထားလဲဆိုတော့ do re mi လေးချက်ရှိတယ်ဒဲ့ဒီမယ်အကြွတယ် half note ဖြစ်သွားပြီနှစ်ချက်စာအဲ့တော့ do re mi phi ra re အမှဒီရနော်ရေအန်ရေအဲ့တော့1 2 3ကြည့်မယ်လို့1မှာဒိုတီးတယ်2မတီးဘူးအန်မှာရေတီးတာ1 3 1 3 me ရေ me ကြည့်မယ်ကျွန်တော်1 2 3 4ဒိုတောက်ရေမီရေတောက်မီဖာဟောတဲ့ကဘာလို့တောက်လို့ပြောလဲဆိုတော့ကျွန်တော်ထိရင်တောက်လေအကြွမှာကျွန်တော်ကဒီမှာကျတော့ ူကအန်မရှိဘူးလေနော်ဒီမှာမပြေးတော့ခုနကကျွန်တော် software ထဲမှာကြာတော့ကျွန်တော်အန်လေးပါတိတက်ထင်ရအောင်အန်ဆိုရအတန်မှာနောက်တစ်တန်ထည့်ပေးရတာအမှန်တကယ်ဒါနဲ့ပဲတီးရမှာဒါပြောမယ်1 2 3 4 2 re mi re mi fa mi fa so na mi re do အဲ့ဒီမှာကျွန်တော်တို့ second beat တွေကို off တီးမယ်ဟုတ်ပြီနော်ပြန်ပြောမယ်1 2 3 4 2 ထည့်ပြီးရဒီကောင်ကအကြွမှာဒီမှာဒီရေရနော်စကန့်ပြီးရအကြွမှာဒီမှာအဲ့တော့ဟော sorry ကြိုးစားရရ1 2 3 4ဟောထိမှာဒီမှာဒီလိုဟာနေရမှာဒီပါတာ ဒါပဲဘဘပေါက်မယ်မြင်အောင်မလို့ယုံကြည်တယ်ခက်ရခက်စလည်းမပါဘူးတို့တော့အကြွားဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီချင်းရအောင်ကဲအခုကျွန်တော်တို့ခုနပုံလေးနဲ့ပဲဒီချင်းပဲရပါပြီဆိုရင်ခြွန်တောင်းနဲ့ပြန်တည်ရမယ်နော်ဒီရအောင်1 2 3 4 ဟုတ်ပါ့မလားခြွင်တောက်တန်ကပိုကျနေလိမ့်မယ်နော်ဘာဖြစ်လို့လဲနားတွေကိုဝင်အောင်လို့ခုကျွန်တော်နည်းနည်းလေးပိုကျပေးမယ်နော်ဒါပေမဲ့ဟိုကောင်ကပိုကျနေမှာကို့နားထဲမှာရိုင်းမှာဒီနားမှာနားရဲအဲ့လိုတည်စေချင်တာနော်နောက်တစ်ခါပြန်သွားကြည့်ရအောင်1 2 3 4

今来干不？ဒါပဲပေါ့ကဲကျွန်တော်ကော့လီပါတခါလေဖယ်လေးလမ်းမဲ့ဆိုရင်အဆင်ပြေပါမယ်အဲ့တော့ C D minor E minor C ပေါ့ E minor ကိုင်တာကိုမသိသေးရင်မှကြည့်ဒါ C သူ့ဘေးတစ်ခွက်ရွှေ့တာက246 D minor 357 E minor ဒါပဲအဲ့တော့ မှာပါကောမှာထူးဆန်းမပါပါဘူးဒီတိုင်းလေးပဲပြို့ရွှေပါတာစီညာချင်း135ဒီမိများချင်း246ဒီမိုင်နာညီများချင်း357ဒါလေးပဲနောက်ဆုံးတစ်ခါတော့ပြန်ကြည့်ကြအောင်ပြန်ပြီးလို့ဆုံးသတ်မယ်1 2 3 4thank you ောင်ချင်းပါမလို့တဘောပေါက်နားလေအောင်ချင်းဟိုခုနကတော့ပါလာတဲ့ဒီ1 and 2ကနေတဲ့ဟာလေးကိုလည်းကျွန်တော်သက်ဒီလက်ကျင်ကန်းကျင့်လို့ရအောင်ဗီဒီယိုဖိုင်လေးတည်ရန်ထုတ်ပေးတာမယ်သူကျတော့သူနဲ့သူတည်ရန်လေးပါအဲ့ဒါလေးချင်းပြီးရင်ကိုချွန်တောင်းနဲ့ပြန်ချင်းရင်ကျွန်တော် lesson 1ကိုအောက်အောင်မြေကျော်ဖြတ်နိုင်မယ်။ lesson 2ကိုတွားအောင်နော်